င်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်ရန်ကုန်မန္တလေးအမြက်လမ်းရှိလေကတတာစခန်းကိုတပ်ကုန် PDF တိုက်ခိုင်းစစ်ကောင်စီတပ်သား2ဦးသေဆုံးပြီးဗိုလ်တအုပ်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နေပြည်တော်တပ်ကုန်မြို့နယ်ရှိရန်ကုန်မန္တလေးအမြက်လမ်းမိုင်းတိုင်အမှန် 239မှာရှိတဲ့လေကတရာစခန်းကိုပျောက်ကြောင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား2ဦးသေဆုံးပြီးဗိုလ်တအူးဒဏ်ရာရရှိခဲ့တယ်လို့ထက်ကုံ PDF တရင်103ကယမန်နီညကထုတ်ပြန်ပါတယ်။နိုဝင်ဘာလ17ရက်ည9:45မိနစ်မှာတိုက်ခိုက်ခဲ့ရာမိနစ်30ခန့်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီဘက်မှ2ဦးသေဆုံးပြီးဗိုလ်တအူးဒဏ်ရာရတာကြောင့်စေယုံတင်ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်အမြန်လန်းရဲ့အနောက်ဘက်ခြမ်းရွာတွေကိုစစ်ကောင်စီကစစ်ကြောင်းထိုးနေတာကြောင့် ပြည်သူတွေအနေနဲ့စစ်ရေးသတိနဲ့နေထိုင်သွားလာကြဖို့ကိုလည်းနေပြီးတော့တက်ကုံ PDF ကအသိပေးထားပါတယ်။ပျောက်ကြားတိုက်ခိုက်မှုကိုနေပြီးတော့တက်ကုံ PDF တက်ရင်အမှတ်803မှရဲဘော်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးရဲဘော်တွေအထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။ဆက်လက်ပြီးရှမ်းမြောက်မှာစစ်တပ်နဲ့ MNDAA ဆက်ဆံရေးပိုတင်းမှလား MNDAA ထိန်းချုပ်ဒေသဖြတ်လာတဲ့ကုန်ကားတွေကိုစစ်တပ်တာစီတီဘောတရားကိုဖြတ်တန်းခွင့်နှစ်ဖက်စလုံးကဖိတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ လာရှိုးမြို့နာမှာတက်ဆွဲထားတဲ့ MNDAA တက်တွေစုပ်ပေးဖို့စစ်ကောင်စီရဲ့တောင်းဆိုမှုအဆင်မပြေတဲ့နောက်နှစ်ဖက်ဆက်ဆံရေးပိုတင်းမာလာပြီးတရုတ်ဘက်ကဝင်လာတဲ့ကုန်ကားတွေကိုစစ်တပ်ကပြန်လည်ခိုင်းတယ်လို့လာရှိုးတီဘောကြားကဒုထဝရီမြေကူတရာကိုလည်းနှစ်ဖက်စလုံးကပိတ်လိုက်ပြီလို့ဒေသခံတွေကပြောပါတယ်။တရုတ်နယ်စပ်ကနေကိုကန့်ကိုဖျက်ဝင်လာတဲ့ကားတွေကိုလာရှိုးကနေစကစကပိတ်တယ်။ MNDAA ကလည်းတီဘောတရာကိုပိတ်ပစ်တယ်။ MNDAA ကပိတ်တော့စကစကလည်းတီဘောမြို့ဘက်ချမ်းကနေပိတ်တယ်။အခြေအနေကပိတ်ကားပေါ်စောင့်ကြည့်ရတော့မယ်လို့ ီပေါ်မြို့ခံတအူကပြောပါရယ်။တီပေါ်မြို့ကိုစစ်တပ်ကပြီးခဲ့တဲ့ဩဂုတ်လ15ရက်နေ့မှာထိန်းချုပ်ခဲ့တယ်လို့ကြေညာပေးမယ်။မြို့ပေါ်မှာရှိတဲ့တရားကိုယ်တော်အပြည့်အဝမထိန်းချုပ်နိုင်သေးဘူးလို့ဒေသခံတချို့ကပြောပါရယ်။တရားရဲ့တီပေါ်မြို့ရဲ့ဘက်ကိုစစ်တပ်ကတက်ဆွဲထားပြီးလာရှိုးမြို့ဘက်ကိုထွက်တဲ့ဗတ်ချန်းကို MNDAA ကတက်ဆွဲထားတာပါ။ဒီနေ့မှာတော့တရားကိုနှစ်ဖက်စလုံးကပိတ်ထားလို့ခုံကားတွေရပ်ထားရပါရယ်။ MNDAA အနေနဲ့လူသိမခန့်ခြင်းနဲ့တပ်အပြောင်းရွှေ့တွေလုံမှာမို့တရားကိုပိတ်တာဖြစ်နိုင်တယ်လို့စစ်တပ်ဝါဒဖြန့်လူမှုကွန်ရက်တွေကရေးသားနေကြပါတယ်။အဲ့လိုမဟုတ်ပဲစစ်ကောင်စီကကုန်ကားတွေကိုပိတ်လို့ MNDAA ကတုံ့ပြန်လာလို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်တွေဟာလာရှိုးမြို့ပေါ်ကူတာကွက်ပြီးထိန်းချုပ်နိုင်တာဖြစ်ပြီးပြည်တော်စုလမ်းမအတိုင်းတပတ်စီမှာရှိတဲ့ပိန်နီနဲ့တီပေါ်မြို့အထွက်တွေကိုပါ MNDAA ကထိန်းချုပ်ထားတာဖြစ်ပါတယ်။လာရှိုးမြို့နာမှာတက်ဆွဲထားတဲ့ MNDAA တက်တွေစုပ်ပြီးဖို့စစ်ကောင်စီရဲ့အမှန်ငါစစ်စင်ရေးအထူးအဖွဲ့မှုကိုတိုင်း နိုဝင်ဘာလ17ရက်နေ့ကလာရှိုးမျိုးအထိလာရောက်တောင်းဆိုပေမဲ့ MNDAA ကညှင်းပယ်လို့ဆွေးနွေးမှုပြတ်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းစစ်တပ်ကခင်းထောက်လေရင်တချို့ပြန်တယ်လို့ MNDAA ကလည်းအင်အားတိုးချဲ့ထားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။လာရှိုးမျိုးကနေမန္တလေးမျိုးဘက်ကိုတည်တဲ့ပြည်တော်စုလမ်းမကြီးပေါ်မှာရှိတဲ့နောင်မော်နဲ့တန်ရန်မိုင်းရဲမျိုးဘက်ကိုသွားတဲ့နှံ့ပေါင်းဟိုရရွာတွေမှာ MNDAA ကတက်ဆွဲထားပါတယ်။ MNDAA က2029စစ်စည်ရေးနဲ့အတူတည်ယူခဲ့တဲ့နေမြေထဲမှာပါဝင်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလမှာစေအုပ်စုကတရုတ်အစိုးရရဲ့အခုညီနဲ့လာရှိုးမြို့ကိုပြန်ယူပြီးတဲ့နောက်အဲ့ဒီနေရာတွေကနေတဆင်ချင်းစုပ်ပြီးဖို့စစ်ကောင်စီကဇက်တိုက်တောင်းဆိုနေတာဖြစ်ပြီး MNDAA ကလက်မခံဘူးလို့သိရပါတယ်။လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ MNDAA ကတိကျသတင်းထုတ်ပြန်ထားတာမရှိပါဘူး။ဒါပေမဲ့စစ်ကောင်စီနဲ့လက်ရှိရရှိထားတဲ့စစ်ရေးရစဲရေးသဘောတူညီချက်ဟာအစင်းဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက်အမြဲတမ်းရှိနေဖို့နဲ့ယူဟာကြကြနားလည်နေဖို့လိုတယ်လို့အော်တိုဘာလ25ရက်နေ့ကထုတ်ပြန်ခဲ့မှုပါတယ် တိုက်ပွဲအနှံ့တွေပြန်ရနေပြီလို့လာရှိုးမျိုးကန်တအူကပြောပါရယ်ဆက်လက်ပြီးတနိုင်ငံလုံးကပြည်သူတွေနဲ့တိုင်းရင်းသားတပ်တွေညီညွတ်စွာနဲ့စစ်အာဏာရှင်ကိုအပီးထိုင်ဖြိုဖျက်ဖို့ NUG တိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်မြေဦးတော်လိုင်းရေးမှာတနိုင်ငံလုံးပြည်သူတရက်လုံးအပါဝင်တိုင်းရင်းသားတော်လိုင်းရေးတပ်ဖွဲ့တွေအလုံးစေအာနာရှင်စနစ်ကိုအပိတိုင်ဖြိုဖျက်တွန်းလှန်ကြဖို့အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ်အမျိုးသားညီညွတ်ရေးအစိုးရက NUG ကတိုက်တွန်းလိုက်ပါတယ် ဒီကနေ့နိုဝင်ဘာ14ရက်မှာကြာရောက်တဲ့105နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ်အမျိုးသားညီညွတ်ရေးအစိုးရကခုံပြူသဝင်လာထုတ်ပြန်ခဲ့ပါတယ်။အဲဒီသဝင်လာမှာမြန်မာနိုင်ငံလွတ်မြောက်ရေးရရှိပြီးတဲ့နောက်ပိုင်းအမျိုးသားနေအောင်ပွဲကိုနှစ်စဉ်တစ်ဆောင်မုံလားပြည့်ကျော်10ရက်မှာကျင်းပပြုလုပ်ပြီးမြန်မာတိုင်းနိုင်ငံလုံးဖိနှိပ်ခံဘဝကနေလွတ်မြောက်ရေးဆင်နွှဲခဲ့ကြတဲ့တော်လန်ရေးစိတ်ဓာတ်နှိုးချစေခဲ့တဲ့နေ့ရက်လေးဖြစ်ကြောင်းဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာလွတ်လပ်ရေးရရှိခဲ့တဲ့အတိတ်သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်တိုင်းတစ်ပါးရဲ့ကျူးကျော်ကြိုပြူခြင်းကိုခေါင်းငုံမခံပဲမိမိနိုင်ငံကိုချစ်မြတ်လို့တဲ့အမျိုးသားရေးစိတ်သက်ပြင်းထန်စွာနဲ့လူထုကိုစီယုံလှုံ့ဆော်ခြင်းကိုလိုနီနယ်ချက်များကိုတပိတ်လက်နဲ့ကင်ဆွဲပြီးစန့်ကျင်မှုများမှတက်စေလက်နက်ကင်တိုက်ပွဲဝင်ပြီးတောင်တန်းပြေပြန့်စီလုံးညီညွတ်စွာနဲ့လွတ်လပ်ရေးကိုအယယူအောင်ပွဲဆင်နိုင်ခဲ့တဲ့လွတ်လပ်ရေးသမိုင်းဟာလေထင်ရှားပြီးဖြစ်တယ်လို့သဝင်လာမှရေးသားချပါတယ် ဒီနေ့ခေတ်မှာလေတိုင်းသားပြည်သူလူထုအပေါ်မတရားအာဏာနဲ့ဖိနှိပ်သက်ဖြတ်နေတဲ့စစ်အာဏာရှင်စနစ်ဆိုးကိုတောင်တန်းမြေပြန့်တိုင်းသားပေါင်းစုံနဲ့မြန်မာပြည်သူလူထုတရက်လုံးကရှားရနီလန်းမျိုးစုံနဲ့ခုခံတွန်းလှန်ပြီး Federal Democracy ပြည်ထောင်စုကြီးတိဆောက်ရေးအတွက်ရှီမန်းကပြည်သူ့နေဦးတော်လှန်ရေးကြီးကိုဆင်နွှဲနေတဲ့ကာလဖြစ်ကြောင်းအသိပေးပါရယ်အမျိုးသားအောင်ပွဲနေ့ကိုအကြောင်းပြုပြီးသင်ကန်းစာယူရမှာအတိတ်သမိုင်းမှလွတ်လပ်ရေးပန်းနိုင်ကိုရောက်ရှိအောင် ငယ်ချက်ကိုလိုနီနဲ့အာနာရှင်ဝါရကိုစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့တဆင်ပြီးတစ်စစ်တော်လန်အောင်ပွဲဆင်နိုင်တဲ့ကဲ့သို့ယခုလက်ရှိပြည်သူ့ຫນွေဦးတော်လန်ရေးကြီးမှလည်းမြန်မာတိုင်းနိုင်ငံလုံးရှိပြည်သူတရက်လုံးအပါအဝင်တိုင်းသားတော်လန်ရေးတပ်ဖွဲ့များအလုံးစူးစီးညီညွတ်စွာနဲ့စစ်အာဏာရှင်စနစ်ကိုအပီးတိုင်ဖြိုဖျက်ပြီး Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်တမိုင်းမော်ကွန်အသည့် site ထူရေးထိုးတွန်းလှန်သွားကြဖို့အမျိုးသားညီညွတ်ရေးအစိုးရကတိုက်တွန်းခဲ့ပါတယ်။ 1885မှာမြန်မာနိုင်ငံဟာတိုင်းတစ်ပါးကျူးကျော်မှုကိုခံခဲ့ရပြီးအထုတ်ချာအာဏာဆုံးရှုံးကနေချက်အစိုးရရဲ့လက်အောက်ခံကိုလိုနီအဖြစ်သို့ကျရောက်သွားခဲ့ပါတယ်။ကိုလိုနီနယ်ချက်အစိုးရရဲ့ဖိနှိပ်မှုအောက်ကနေလွတ်မြောက်ရေးကိုရှေ့ရှုပြီးအမျိုးသားတော်လှန်ရေးကြီးဆင်နွှဲခဲ့ကြရမှာမြန်မာတပ်ကတည်းက1282ခုနှစ်ဒဇောင်မုံလပြည့်ကျော်ဆယ်ရက်နေ့မှာရန်ကုန်တက္ကသိုလ်ကျောင်းသားကြီးများဟာရန်ကုန်တက္ကသိုလ်အပ်ဥပဒေကိုကန့်ကွက်တဲ့အနေနဲ့ပထမဆုံးသပိတ်တိုက်ပွဲဆင်နွှဲတဲ့နေ့ကိုအမတ်တညာပြုပြီးအမျိုးသားအောင်ပွဲနေ့အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ဆက်လက်ပြီး KIA ထိန်းချုပ်ထားသောကချင်ပြည်နယ်တွင်ထိစပ်နေသောနေဆက်ကိန်းများကိုတရုတ်ဘက်ကပြန်လည်ဖွင့်လှစ်မှုတစုံတရာညှိနှိုင်းမှုမရှိခဲ့ဟုဗိုလ်မှူးကြီးနော်ဘူးပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်တွင် KIO KIA ထိန်းချုပ်ထားသောနေဆက်မြို့များနှင့်ထိစပ်လျက်ရှိသောနေဆက်ကိန်းများကိုတရုတ်နိုင်ငံကပြန်လည်ဖွင့်လှစ်လိုက်ပြီးရင်းတို့ဖွင့်လှစ်ရန်တစုံတရာညှိနှိုင်းခြင်းမရှိခဲ့ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘာလ25ရက်နေ့မှာစတင်ပြီးတရုတ်နိုင်ငံကတဖက်သက်ပိတ်ပင်ထားသောနေဆက်ကိညာကိုပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီးရင်းတို့နေဆက်ကိညာဖွင့်လှစ်ရန်တစုံတရာညှိနှိုင်းမှုမရှိကြောင်းတရုတ်နိုင်ငံက၎င်းတို့ပိတ်ပင်ထားသည့်ကိညာကို၎င်းတို့သဘောဖြင့်ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းဘုံမူကြီးတော်ကပြောဆိုပါတယ်တရုတ်ကပြန်လည်ဖွင့်လှစ်လိုက်သည့်နေဆက်ကိညာတွင်မန်ဝိုင်းကြီး၊လွယ်ချေ၊မိုင်းချာယန်၊လိုင်စာ၊ကန်ပိုက်တီ၊ပန်ဝါနှင့်ဖီမော်တို့ဖြစ်ကြောင်းရှင်းသူနေဆက်ကိညာကိုတရုတ်နိုင်ငံကပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရပါသည် KNO KIA နဲ့ညှိနှိုင်းတာမရှိပါဘူးတရုတ်ကသူတို့ဘာသာသူတို့ပြန်ဖွင့်တာပါဟုဘုံမူကြီးတော်ဘူးကပြောပါတယ်အဆိုပါနယ်စပ်ကိညာမှတဆင်ကုံသွဲရေးများပြန်လည်စတင်နေတော့လေတရုတ်ဘက်ကကန့်သတ်ချက်တချို့ရှိနေကြောင်းစားနေရိတ်ခါနဲ့လူသုံးကုန်များတင်သွင်းမှုများရရှိသည်ဟုသိရှိထားကြောင်း KIA သတင်းရင်းမြစ်တစ်ခုကရှင်းပြပါတယ် KIA က2024ခုနှစ်နှစ်ကုန်ပိုင်းတွင်ကချင်ပြည်နယ်ရှိတရုတ်မြန်မာနယ်စပ်မြို့များကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်တရုတ်နိုင်ငံကတပ်ဖက်တပ်နှင့်စစ်ကိန်းများကိုပိတ်ပင်ခဲ့ကယခုအခါတွင်မှပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပါသည် ရှင်မိုင်းတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်